ဂျူဘောဗီဒီယိုဒီမိုအကောင်းဆုံး channel ကဘယ် channel ဖြစ်မလဲဘယ် channel မှာဗီဒီယိုတင်ဂျူပို့ပြီးတော့ရနိုင်တယ်လဲစသဖြင့်ဒီမေးခွန်းတွေကိုဗီဒီယိုမှာပြောပြပေးမယ်ဆိုတော့ YouTube မှာဗီဒီယိုဒီမိုအကောင်းဆုံး channel ကတော့တင်းလာကနေတောက်ကြနေတယ်မှာဆိုရင်နှစ်ခင်းဆိုရင်9နာရီနေ့17နာရီကြာတင်းတင်းနဲ့ညနေခင်းဘက်မှာဆိုရင်6နာရီနေ့6နာရီကြာဦးတင်းတင်းနဲ့ ညဘက်မှာဆိုရင်တော့9နာရီနဲ့10နာရီဗီဒီယိုတွေဝတ်တင်တင်နဲ့ဒီ weekend ရဲ့စနေနေ့နဲ့တနင်္ဂနွေနေ့တွေမှာဆိုရင်တော့ဒီနေ့ဘက်မှာဆိုရင်10နာရီနဲ့6နာရီကြာတင်တင်နဲ့ညဘက်မှာဆိုရင်9နာရီနဲ့10နာရီကြာကိုတင်တင်နဲ့ပေါ့နော်ဘာလို့အချိန်တွေမှာတင်တင်လဲဆိုရင်တော့ကျွန်တော်တို့စနေတနင်္ဂနွေမှာဆိုရင်ဒီကျွန်တော်တို့အလုပ်တွေနားကြတယ်ကျောင်းတွေနားတယ်အကျောင်းတက်နေဆိုရင်လည်းကျောင်းတွေနားကြတဲ့အချိန်မှာဒီ YouTube ကိုလာပြီးတော့နေပညာပိုင်းဆိုင်ရာတွေကိုလေ့လာကြတယ်သူတို့ကြည့်ချင်တာအရာကိုရိုက်ပြီးလေ့လာကြတယ်အဲအကြောင်းမို့ဒီတနေ့တနေ့နေ့ဒီမှာဆိုရင်တော့ဒီကြည့်ရှုတဲ့လူတွေကပုံမှန်နေ့တွေတည်းရခိုင်တော့ပုံများတယ်ဒါမှမဟုတ်ဒီကိုကဘယ်ချိန်မှဒီတင်ရမယ်မှန်းလည်းမသိဘူးဆိုရင်တော့ဒီ YouTube story ကနေတော့ပြီးတော့လဲကိုဗီဒီယိုတင်ရမယ်အချိန်ကိုကြည့်လို့ရပါတော့နော်ကို viewer တွေကဘယ်ချိန်မှအများဆုံးရှိတယ်လဲဆိုတော့ YouTube Story ကနေတစင်းကြည့်ပြီးတော့ဗီဒီယိုကိုတင်လို့ရတယ်အဲ့တော့ YouTube Story လေးကိုသွားလိုက်မယ်ဝယ် YouTube Story လေးကိုရောက်ပြီဆိုရင်ဒီမှာ analysis ဆိုတာလေကောင်းတာလေးကိုနှိပ်ပြလိုက်ဝယ်ပြီးရင်ဒီမှာ audience ဆိုတာရှိရ audience နဲ့ဝင်ပြလိုက် ။ဒီဒီမှာ when you are viewer on YouTube ဆိုတာရှိတယ်။အဲကျွန်တော်တို့ရဲ့ viewer တွေက YouTube မှာဘယ်ချိန်တွေမှာအများဆုံးရှိရလဲဆိုတော့ဒီမှာကြည့်လို့ရတယ်။ဒီမှာတစ်ချက်ထောက်လိုက်။ဒီမှာဒီတင်းလာနေစမှာဆိုရင်ကျွန်တော်တို့ရဲ့ viewer တွေကဒီနေ့လေကင်းတနာယူမှာအများဆုံးရှိရပေါ့နော်။ကျွန်တော်တို့ဗီဒီယိုကိုတနာယူမှာတင် view အကောင်းဆုံးအများဆုံးရဖို့ရခိုင်လုံးများတယ် ဲ့တော့ဒီမှာပြောချင်တာကဒီမှာကျွန်တော်တို့ viewer တွေအများဆုံးရှိတဲ့ချိန်ပေါ့နော်အနည်းအများဒီပြားတော့ viewer အများဆုံးရှိတဲ့ချိန်ပေါ့နော်ဒီအလင်းအမောင်နည်းအများဆုံးချိန်ကတော့ viewer တွေအများဆုံးရှိတဲ့ချိန်ဒီအမှိန်လေးတွေတော့ viewer နည်းတဲ့ချိန်ပေါ့နော်တယောက်နှစ်ယောက်စသဖြင့်ရှိတဲ့ချိန်ဒီအင်္ဂါနေ့မှာဆိုရင်တော့ဒီမှာ6ခု8 8နိုင်မှာဗီဒီယိုတွေတင်တော့ view များမယ် ပေါ်ရုံနဲ့မှာဆိုရင်တနာ ਈ တင်ကျွန်တော်တို့က view ပိုပြီးများမယ်စသဖြင့်ကျွန်တော်တို့ရဲ့ viewer တွေရှိတဲ့ချိန်မှာပိုပြီး viewer တွေရှိတဲ့ချိန်မှာ video တင်တို့တွေကနေတစင် ကျွန်တော်တို့အေကိုတန်းနေပြီးတော့အလုပ်လုပ်တယ်ပေါ့နော်ဒီ CDR ဆိုတဲ့ click through rate ဆိုတာဒီ CDR နေအလုပ်လုပ်ပြီးတယ်ကျွန်တော်တို့ရဲ့ video ကိုပြီးတည်ခြင်း viewer တွေကိုတစင်ပြီးတစင်ထပ်ပြီးပို့ပေးတယ်အဲကြောင့်ကျွန်တော်တို့ရဲ့ ဖြူဝါရီရှိတဲ့အချိန်မှာဗီဒီယိုတင်တာအကောင်းဆုံးဖြစ်တယ်အဲ့တော့ဒီစနေနေ့နဲ့တနင်္ဂနွေနေ့မှာဆိုရင်တော့ဒီမှာ၈နာရီညနေပြီးတော့ကျွန်တော်တို့ဒီ၈နာရီပေါ့နော်၈နာရီ၈နာရီအဲ့အချိန်မှာကျွန်တော်တို့ဖြူဝါရီအများဆုံးရှိတဲ့အချိန်အဲ့အချိန်မှာဗီဒီယိုတွေကိုတင်တင်နေအဲ့တော့ဒါလေးကတော့ကျွန်တော်တို့ဒါပဲချိန်တွေမှာဗီဒီယိုတင်တင်လဲပဲချိန်တွေမှာတင် view ပို့ပြီးတော့များလဲဆိုတော့ပျော်ပြပေးခြင်းဖြစ်တယ်အဲ့တော့ တငယ်ချင်းတို့တွေတော့ကျွန်တော်ရေးဗီဒီယိုလေးတွေအထောက်အကူဖြစ်စေဆိုရင်တော့ကျွန်တော်ရေး Facebook page နဲ့ YouTube channel လေးကို like နဲ့ subscribe လေးပြုလုပ်ထားဖို့ပြောချင်ပါတယ်ဗျာ။